အဝါလွန်ခြင်းအားဆိုလို့ရှိရင်ကျွန်တော်တို့လူဒီမှာဒါမကခွေးလေးတွေကြောင်လေးတွေမှာလဲစိုးဝါးတဲ့ကျမ်းမာရေးဆိုင်ရာပြဿနာတွေအတွက်ကိုစိန်ခေါ်မှုတွေအများကြီးဖြစ်နေတယ်ဆိုတာကိုကျွန်တော်တို့ဒီအနေနဲ့ ဒါတိထားဖို့လိုအပ်တယ်ပေါ့နော်အကယ်၍ဒါကျွန်တော်တို့ငွေးမြူထားတဲ့ခွေးလေးတွေကြောင်လေးတွေအဝလွန်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ပထမဦးဆုံးရင်ဆိုင်ကြုံတွေ့ရမယ့်ပြဿနာကစီးချူတွေးချူပြဿနာကိုကျွန်တော်တို့ဒါကြုံတွေ့ရမှာဖြစ်တယ်။ဘာကြောင့်လဲဆိုလို့ရှိရင်အဝလွန်ပြီဆိုတာနဲ့သူတို့ရဲ့ခန္ဓာကိုယ်ထဲမှာအဆီတွေစုလာပြီးအဲ့လိုဒီစုလာတဲ့အဆီတွေကိုဒါဖြိုခွဲဖို့အတွက် ပန်ခရီးယားလို့ခေါ်တဲ့မုန့်ချိုအိတ်ကအလုတ်လုတ်ရတယ်အဲ့လိုအလုတ်လုတ်ရတဲ့အခါမှာဆိုလို့ရှိရင်အင်ဆူလင်ကိုကောင်းကောင်းမထုတ်နိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါ သွေးထဲကတကြားတက်ကိုမထိန်နိုင်တော့ဘူးမထိန်နိုင်တဲ့အတွက်ကြောင့်မလို့စီးကျူသွေးကျူရောဂါဖြစ်လာတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်။ဥပမာပါလဲဆိုလို့ရှိရင်ဒါအရန်အဝလွန်လာတဲ့အခါမှာဆိုလို့ရှိရင်ခန္ဓာကိုယ်ထဲမှာအဆီစုလာပြီးစုလာပြီးတော့တော့ကျွန်တော်တို့ဒီနှလုံးသွေးလဲပတ်မှုနဲ့ပတ်သက်ပြီးမှကျွန်တော်တို့အနှောက်အယှက်တွေအများကြီးဖြစ်စေတယ်။နှလုံးအဆီဖုံးသွားတဲ့အခါသွေးကြောနယ်ရန်တွေကကျင်းသွားတဲ့အခါမှာဆိုရင်နှလုံးကပိုပြီးတော့မှအလုလုရတယ်။အဲ့လိုလုလုရတဲ့အခါမှာဆိုလို့ ရှင်ရင်ကျွန်တော်တို့ဒီသွေးတိုးယောဂါလိုမျိုးတွေကိုဖြစ်ပေါ်လာစေတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ဗောနော်အဲ့တော့ဗောနော်ကျွန်တော်တို့ဒီအနေနဲ့နောက်ထပ်တွေ့ရမယ့်ယောဂါတစ်ခုကဘာလဲဆိုရင် အဝလွန်လာတဲ့အခါမှာသူတို့ရဲ့ခန္ဓာကိုယ်အလေးချိန်ကိုသူတို့မထိန်းနိုင်တော့ဘူးအဲ့လိုမထိန်းနိုင်တော့တဲ့အခါမှာဆိုလို့ရှိရင်အစင်းမြင့်ရောင်ရမ်းတဲ့ပြဿနာတွေနဲ့ပတ်သက်ပြီးမှကျွန်တော်တို့ဒီအနေနဲ့ဒါအများကြီးသွားပြီးမှတွေ့ရနိုင်တယ်ပေါ့နော်နောက်ထပ်ကြုံတွေ့ရနိုင်တဲ့ယောဂါတွေကပါလဲဆိုရင်ခန္ဓာကိုယ်မှာအစီအတွေအများကြီးစုလာပြီဆိုလို့ရှိရင်သူတို့ရဲ့အသက်ရှူလမ်းကြောင်းတွေကလည်းကျဉ်းသွားတယ်အဲ့လိုကျဉ်းသွားတဲ့အခါမှာဆိုလို့ရှိရင်အသက်ရှူလမ်းကြောင်းဆိုင်ရာနဲ့ပတ်သက်ပြီးမှကျွန်တော်တို့ဒါကြုံတွေ့ရတာမျိုးတွေရှိတယ် ်ပေါ့เนาะပြီးရင်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ဒါခွေးလေးတွေကြောင်လေးတွေအရင်အဝလွန်လာတဲ့အခါမှာဆိုလို့ရှိရင်တခါတည်းရင်သူတို့ဒီအနေနဲ့တရက်နှစ်ရက်လောက်အစာမစားတဲ့အခါမှာဆိုလို့ရှိရင်ဒီရက်ပေါ့เนาะခန္ဓာကိုယ်မှာတူလောင်ထားတဲ့အဆီတွေကိုဖြိုခွဲတာမျိုးပြုလုပ်ရတယ်အဲ့လိုဖြိုခွဲတာမျိုးပြုလုပ်တဲ့အခါမှာဆိုလို့ရှိရင်အသေးကအရင်လုံးလုံးရတယ်အဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အဝလွန်တဲ့ခွေးလေးတွေကြောင်လေးတွေမှာဆိုလို့ရှိရင်အသေးပြဿနာနဲ့ပတ်သက်ပြီးမှကျွန်တော်တို့ဖြစ်ပေါ်နိုင်တာမျိုးကိုကျွန်တော်တို့ဒါသွား ပြီးမှတွေ့ရနိုင်တယ်ပေါ့เนาะပြီးရင်နောက်တစ်ခုကပါလဲဆိုလို့ရှင်ကိုယ်လေးတွေကြောင်လေးတွေအရင်အဝလုံးနဲ့အစီတွေအရင်များနေတဲ့အခါမှာဆိုလို့ရှင်ဒီမလိုအပ်တဲ့အစီတွေကစုလာတဲ့အခါမှာဆိုရင်ဒါကင်ဆာဖြစ်တာမျိုးပေါ့နော်နှုတ်ကြိတ်ကင်ဆာဖြစ်တာမျိုးတွေသူတို့ဒီမှာဥမာကြီးကင်ဆာဖြစ်တာမျိုးတွေဒါမျိုးတွေအတွက်ကိုဖြစ်နိုင်ကြအများကြီးမြင့်တက်စေတယ်ဖြစ်နိုင်ကြအများဆုံးရှိစေတယ်ဆိုပြီးမှလည်းကျွန်တော်တို့ဒီအနေနဲ့ဒါသိထားတဲ့နေပေါ့နော် ပြီးတော့ဗောနော်သူတို့ရဲ့ကိုခံအားစနစ်ဘိုင်းမှာဆိုလို့ရှိရင်လည်းဝလွန်တဲ့အတွက်ကြောင့်မလို့သူတို့ရဲ့ကိုခံအားစနစ်လုပ်ငန်းဆောင်တာဘိုင်းမှာဆိုလို့ရှိရင်ထိခိုက်ပြီးတော့မှယောဂအလွယ်တကူဝင်ရောက်တာမျိုးတွေယောဂအလွယ်တကူဖြစ်တာမျိုးတွေကိုကျွန်တော်တို့ပို့ပြီးမှခံစားရစေနိုင်တယ်ဗောနော်ပြီးရင်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်အဝလွန်တဲ့ခွေးလေးတွေကြောင်လေးတွေအားဆိုလို့ရှိရင်သိုးဝါးတဲ့ကျန်းမာရေးပြဿနာတွေအများကြီးကိုခံစားရတာဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ရဲ့ခန္ဓာကိုယ်တွင်းကလေးစားတွေကလည်းပုံ မှန်လုပ်ရမယ့်လုပ်ငန်းဆောင်တာတွေကိုမလုပ်နိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့တက်တန်းတူတာမျိုးကိုကျွန်တော်တို့ဒီအနေနဲ့ဒါတွေးရမှာဖြစ်တယ်ပေါ့နော်